เนาะဒီနေ့ကတော့ကျွန်တော်ဗာပြောသွားမလဲဆိုရင်ဒီ FBI director ဖြစ်တဲ့ James Comey ကအခုတူကအမှုနှစ်ခုဆွဲထားတယ်အဲ့ဒါကဗာလဲဆိုတော့ကျွန်တော်ရင်တော့ဆွေးချက်တင်လိုက်ပြီဆိုတာကအာဆွေးချက်တင်လိုက်ပြီဆိုတာကိုကအာကျွန်တော်တို့ဟိုတခါဗီဒီယိုမှာလုတ်လိုက်ပြီဒါပေမဲ့ခုကဘယ်သူတွေလာနိုင်တယ်လဲဆိုရင် Hillary Clinton ရဲ့ Bill Clinton ရဲ့ Joe Biden ရဲ့ဒီ တခြားတခြားလွတ်တော်မှဒီဒီမိုကရက်တစ်ကလွတ်တော်မှဒီတော်တော်များများကအာကိုလည်းသူကဟိုဟာလှုပ်ထားတာရှိ ခေါ်ထားတာဟုတ်ခေါ်ထားပြီဆိုတော့ဒီလွတ်တော်လွတ်တော်မှာမင်းမြတ်စုံစမ်းဖို့ကွန်ပဏီမှာသူတို့ခေါ်ထားဖြစ်တယ်ပေါ့နော်ဒီ Jace ကလည်းသူက PI data ရင်းတော့ဖြစ်ခဲ့တဲ့သူတယောက်ကလည်းသူကလည်းအဲ့လိုပါပဲသူကလည်းဟိုဖြစ်ခဲ့တာပေါ့နော်ဒီမေးခွန်းတွေအာ ဗာပြောမလဲသူ့ကိုအာ FP ကကအလုပ်ထဲမှာသူ့ကိုမေးဟာမေးထားတာဟာလည်းအများကြီးရှိတယ်ပေါ့နော်ဒီကျွန်တော်ဒီမှာဟိုနည်းနည်းဟိုလောက်လိုက်မယ်နော် internet နဲ့ဟိုနည်းနည်းပြင်လိုက်မယ် for the book for the egg တချင်နေလိုက်မယ်ဒါဆိုသူ့အစီပြီတော့မဟုတ်အစီမပြေဘူးဘာလဲဆိုတော့သူ့ကိုအာမေးတယ်ပေါ့နော်မေးတယ်ဗာမေးတယ်ဆိုရင်အာ ီ Donald Trump နဲ့ပတ်သက်လာတဲ့ဒီ2020ရွေးကောက်ပွဲဘောနောရွေးကောက်ပွဲမှာ Russia ကပဝူပတ်သက်မှုရှိတယ်လားဘာညာပြောရချင်းမှာသူကဘဝတွေဖြစ်တယ်အမားတွေနဲ့ပေါ့နော်သူဒီဒီလွတ်တော်ရှိမှာတော့မတမာမှုတွေနဲ့ဖြေခဲ့တာပေါ့အဲအကြောင်းသူ့ကိုအခုအာဆင်းမှုနှခုနဲ့တရားစွဲလာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံကအခု Democratic ရဲ့ပုံစံက တချို့ကဆိုမြန်မာနိုင်ငံတချို့တွေကမတိတိလူကတော့ဒီမိုကရက်ကိုတို့ရကြိုက်မှာပဲလေ။သူကပါပေးမလဲဆိုရင်တော့အာမြန်မာဒီ US နိုင်ငံမှာလွတ်လပ်စွာနေတာလို့ immigrant နဲ့ပတ်သက်တာဘာမှထောက်ထားမရှိပြီလဲဘာမှမဖြစ်ဘူး။အာအလိုလွတ်လပ်စွာပြီးလို့တချို့ကသဘောတူပြီးမှအာဒီမိုကရက်ကိုအားပေးတဲ့လူရှိမှာပေါ့။ဒါပေမဲ့ကျွန်တော်ကတော့ဘာတစ်ခုတွေ့ရတယ်လဲဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့နော်စစ်တပ်တွေက အမင်းစုကိုလုံးတဲ့ပုံစံနဲ့ပေါ့နော် ဒီ Donald Trump ကိုလုံနေတာဟာမျိုးဖြစ်ပါတယ်။တချို့တွေကကျွန်တော်မြန်မာပြည်သားတွေတချို့ကမသိဘူး။ဟို immigrant နဲ့ပတ်သက်လာတဲ့အရာလေးတွေကျောင်းသားဗီဇာလေးကိုပိတ်ခံရတာအလခပိတ်ခံရတာမဟုတ်ဘူး။အယောက်58%လို့58%လို့60%ညခိုင်တော့တိဒီမှာကျောင်းလာတက်တယ်ဒီမှာဗီဇာလျှောက်တယ်ဆိုတော့မြန်မာနိုင်ငံကိုမပြောင်းမဲနဲ့ဒီမှာနေတော့တဲ့ရခိုင်တော့နောက်ပတ်နှစ်နေရာမှာချိန်နေတာကော။ နံပါတ်2နေရာမှာချိတ်နေတဲ့ဟာတွေရှိလေဆိုတော့တော်တော်များများဒီမာလာနဲ့ចောင်းအခုကျွန်တော်တကယ်တကယ်ចောင်းတက်ချင်တဲ့လူကျွန်တော်ညီမចောင်းအောင် US နိုင်ငံမှာចောင်းရံတက်ချင်တယ်အာ scholarship လည်းရဖို့အနေထားမျိုးမှာဖြစ်လာတယ်ပုံမှန်မှာဒီမှာရှောက်တယ်မရနိုင်ဘူးမရနိုင်ဘူးဘာကြောင့်လဲဆိုရင်ဒီမှာចောင်းတက်တဲ့ចောင်းသားတွေ visa ရှောက်ပြလာတဲ့လူက မနေပဲနဲ့အဟိုးပါလေကြောင်းကောင်းမတက်ပဲနဲ့အလုတ်ပဲတန်းလှုပ်လိုက်တယ်အလုတ်တွေပဲလှုပ်ကြီးမလည်းရှောက်ပြီးမှအိမ်မပြတ်တဲ့လူကြီးကများပါတော့ကြောင်းထိသွားတာဖြစ်ပါတယ်ဒါဟုတ်ထိသွားတဲ့ချိန်မှာသူမြန်မာပြည်တိုင်းတချို့ကနားမလည်ပဲနဲ့သူ့တို့ဒီအာဒီအခုဒေါ်နယ်ထရန့်ရဲ့အမ်ဒီသူတို့ရဲ့အလုတ်သူရဲ့လှုပ်ဆောင်ချက်ကိုမကြိုက်ပဲနဲ့ဒီမိုကရက်တစ်ကိုကြိုက်ပြီးမှဟောရှိတယ်အခုကျွန်တော်ပြောပြမယ်နော်ဒီမိုကရက်တစ်ကအမတန်မှကြောက်ဆက်ကောင်းတဲ့ဟာ လှုပ်လှုပ်တယ်သူတို့ကနောက် background ပေါ့နောက်တစ်ဘာလှုပ်တယ်လဲဆိုရင်အခု Donald Trump ကိုဘာမှပြစ်မှုမရှိဘဲနဲ့ပြစ်မှုပေါင်းများစွာပြစ်မှုပေါင်းများစွာနဲ့သူ့ကိုတရားစွဲတယ်ပြစ်မှုပေါင်းများစွာနဲ့သူ့ကိုအထောင်ချောက်ဆင်ပြီးမှဟိုထောင်ချောက်ဆင်ပြီးမှလုံးဝပျောက်သွားအောင်နိုင်ငံရေးကနေပျောက်သွားအောင်သူ့ကိုလှုပ်တယ်အဲ့ဒါကဘာနဲ့သူတယ်လဲဆိုရင်တချို့တွေကတော့တိမှမဟုတ်ဘူးကျတော့မြန်မာနိုင်ငံမှာဘာနဲ့မြင်လဲအမေစုကို ဒီဆက်သက်တွေကပြင်မှုပေါင်းများစွာဘာမှလည်းပြင်မှုမရှိတော့များလဲလှုပ်နေတဲ့နေသူနဲ့လှုပ်နေတာဖြစ်ပါတယ်အဲ့လိုမျိုးပုံစံနဲ့ဒီဒီမိုကရက်တစ်ကဒီဒေါနာထရပ်ကအဲ့လိုမျိုးပုံစံနဲ့လှုပ်နေတာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာဆိုမယ်ဆုလူကဘောလှုပ်ခံရတယ်လို့ကြံပေါင်းစီများစွာနဲ့လှုပ်ဒါပေမဲ့ US နိုင်ငံမှာတော့သူက law ဆိုတော့အဲ့လိုတီထောင်ကြပြီးမှဆွဲပြီးမှတခါလဲ top အဲ့လိုလှုပ်တဲ့အနေထားမျိုးမရှိဘူး ဘာဖြစ်လဲဆိုရင်အဲ့လိုမျိုးပြမှုမတင်ရှားဘူးဆိုရင်လကားဟိုမြန်မာနိုင်ငံလူမျိုးဖမ်းလိုက်ခါရဖမ်းလို့ရတဲ့ဟာမျိုးမဟုတ်ဘူးဒီနိုင်ငံမှာတော့အဖိမှုတွေ proof လက်အကုန်ပြနိုင်မှာပဲသူကထောင်ချလာမြန်မာနိုင်ငံမှာတော့ပါလဲဆွဲချက်ကိုဆွဲချက်တင်နေကိုကလက်ဟိုအနာအတူမှရှိဆိုကြိုက်တယ်လို့ပြီးမှတခါရဆွဲထည့်ပြီးမှထောင်ထဲချလို့ရတယ်အဲ့လိုမျိုးပုံစံနဲ့ဖြစ်နေတာဖြစ်တယ်အခုဒီလူကြီးကလည်းဘာဖြစ်လဲဆိုအဲ့ဒါကိုပူပေါင်းပြီးမှဒီ2020ရွေးကောက်ပွဲမှာ အမတမအာဒီဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး2016 2016ရွေးကောက်ပွဲ2020တွင်မှာရုရှားကပေါ့ပတ်သက်မှုရှိတယ်ဆိုတဲ့ဟာကိုသူသူ့ကိုသူကအဲ့လိုတက်တေခံမှုတွေလုပ်တယ်ဒီလွတ်အာလွတ်တော်ရေးရှေ့မှာသူ့ကိုအမင်းမြတ်လုပ်တဲ့ချိန်မှာမတမာမှုတက်ခံကြသူ့ကိုအခုဆွေးချက်တင်လာဖြစ်တယ်ဒါကြောင့်သူ့ကိုအခုအမှုနှမှုနဲ့သူ့ကိုတရားစွဲလာဖြစ်တယ် နော်ဆွေချက်တင်တာဖြစ်တယ်သူ့ကိုပါဖြစ်လဲဆိုရင်အာပြမှုကျုံမှုလောက်ထားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကဘသူတွေစစ်စစ်ဖို့လို့တယ်လဲဆိုရင်အခု Hillary Clinton လာမယ်ဒီ Bill Clinton လို့လာမယ် Obama တို့တခြားလူစနစ်တွေ၄၅ရောက်တော့အခုသူ့ကိုအသူတို့ကိုဆွေးချက်တင်ဖို့မေးမြန်းဖို့ဒီဒီလွတ်တော်ရှိမှသူ့ကိုသူတို့ကိုမေးမြန်းဖို့လှုပ်ထားတာဖြစ်ပါတယ်ခေါ်ထားရှိပါတယ်လာမလားမလာဘူးလားဆိုတော့ကျွန်တော်တို့မသိဘူးဆိုတော့နောက်တော့ကျွန်တော်တို့သိလာနိုင်မှာဖြစ်ပါတယ် တည်လာမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ပြောချင်တဲ့အရာကကျွန်တော်စိတ်နာတယ်ဆိုတာတကားမဟုတ်အကျွန်တော်က Republican ကိုအထောက်ခံလို့မဟုတ်ဘူးကျွန်တော်က the truth လူကိုမတရားအခုကျွန်တော်မြန်မာနိုင်ငံကလူမျိုးကျွန်တော်တို့စိတ်ကနာနေပြီလေနော်မြန်မာနိုင်ငံမှာဒီလိုလုပ်ပြမှုတွေနဲ့ရှောက်တက်ခြင်းတက်ပြီးမှနိုင်ငံကပျောက်သွားအောင်လုပ်တဲ့ဟာမျိုးမေဆုလူမျိုးလုပ်တဲ့ဟာမျိုးကျွန်တော်တို့စိတ်စိတ်တိုင်းကရနေပြီဆိုတော့ဒီနိုင်ငံမှာရှိလာပြီးမှအဲ့လိုမျိုးတွေတွေ့တော့ကိုယ်ရဲကိုချင်းစားတယ် ငါကွာထဲကွာအဲ့လိုအာနာရှိကြိုက်တယ်လို့လုပ်ရတယ်ဆိုရနေထားမျိုးကွာမလို့ချင်တော့မလို့ချင်တော့ဒီနိုင်ငံမှာရောက်လာတဲ့ဟာလေဆိုတော့ခုလည်းအဲ့လိုမျိုးလက်တွေ့တွေမြင်နေရတော့ဗာဖြစ်တယ်လဲဆိုရင်တော့အာအမတမှာအာတရားဥပဒေကအသက်ပြန်ရှင်လာဖြစ်တယ်အာနာထက်အခုတော့အမေရိကန်က justice ကအာတရားမျက်တမှုတရားဥပဒေစိုးမိုးမှုပေါ့ nobody's uh, nobody's above the law ပြောတာဖြစ်ဒီနိုင်ငံကလေဘယ်သူဘယ်တယောက်မှ ဘယ်သူဘယ်တယောက်မှဥပဒေထက်မှဘာမှမရှိဘူးလို့ပြောတာဖြစ်ပါတယ်ဆိုတော့ဒုံလေးလကောင်းပဲခုကသူတို့အာဒီဟာဒီ app ဒီ change ကိုအာဆွေးအာ pitch ရဲ့နမှုကနေသူ့ကိုဆွေးချစ်တင်ထားတာအခုကကျွန်တော်ချင်တာအာအမှုချပါလားမချသေးဘူးလားတော့မသိသေးဘူးဆိုတော့ဒီဟာကိုသူမကြခင်မှာအာဒတင်းနဲ့ပြတ်ပေါ်လာလိမ့်မယ်နောက်ကျတော့ Hillary Clinton တို့ Break and Obama တို့ဘာလို့တက်လာတဲ့ချိန်နဲ့ကျွန်တော်ဗီဒီယိုဆက်တော့တော့ပြေးမှာဖြစ်ပါတယ် see you next video နောက် video မှာကျွန်တော်ဆက်လက်ပြန်စောင့်ဆန်းကြဖို့အတွက်မိတ်ဆွေတို့တိုက်တွန်းချင်ပါတယ် thank you very much